ဒီမျိုးသမီးကပကံလုံးလေးကိုအตาလေးပဲတို့လိုက်တာနောက်တစ်စက္ကန့်မှာပဲ၃ရက်လောက်ထားလို့ပျက်စီးနေတဲ့ဆန်တုတ်ကနေအရသာရှိတဲ့ဟင်းပွဲဖြစ်သွားပါလေရော့ ဘေးနာကခင်မွေးရဲ့ချစ်သူကတော့ရောက်ခမရှိမှသူမကိုအရှက်ရစေခြင်းလို့အခြေအနေကိုစောင့်ကြည့်နေတာဒါပေမဲ့ခက်တာကလေအဲ့ဒီချစ်သူမလေးကဒီမျိုးသမီးကသူ့အကျင့်စီကိုမြင်ပြီးသားဆိုတာလုံးဝမသိလိုက်ဘူးဒီမျိုးသမီးကတိတ်တိတ်လေးနဲ့အဲ့ဒီပြက်နေတဲ့ဆန်ပြုတ်ကိုချစ်သူမရဲ့တရားမဝင်တဲ့သားလေးပကံတဲ့ကိုလဲလိုက်ပါလေရောဒါဆိုရင်တော့ဒီချစ်သူမဟာသူ့ကိုလာစိန်ခေါ်တာရက်သွားမယ်လို့တွေးခဲ့တာပေါ့ဒါပေမဲ့မမျှော်လင့်ထားတာကချစ်သူမကတောင်းပန်ဟန်ဆောင်ပြီးဒီမျိုးသမီးကိုရေပူနဲ့ပတ်လိုက်တာပဲဒီမျိုးသမီးကမျက်တောင်လေးပဲတစ်ချက်ခတ်လိုက်တာ နောက်တစ်စက္ကန့်မှာပဲအဲ့ဒီရေပူတွေကချစ်သူမစီကိုပုံမှန်တိုင်းပြန်ကန်ထွက်သွားတယ်။ဒါကိုမြင်တော့တရားမဝင်တဲ့သားလေးကဒေါသတာကြီးနဲ့သူ့အမေကိုအနိုင်ကျင့်နေဆိုပြီးអော်လိုက်တာပေါ့ဒီမျိုးသမီးကသူ့ကိုစူးစူးဆိုင်ဆိုင်ဆိုင်ကြည့်လိုက်ရုံပဲရှိသေး။သားလေးလက်ထဲကခရင်ကချက်ချင်းတရားဆွဲခါတိပူလာပြီးကလေးလေးကပူလောင်လုံးလုံးမူပါလေရော။ ီလောက်ဖြစ်နေတာတော့ချစ်သူမကဒီမျိုးသမီးကိုအထင်သေးတော့မဲဒီမျိုးသမီးဟာဆုံးကဝေပညာအနှဲငယ်ပဲတက်တဲ့သူဆုံးကဝေမျိုးနွယ်စုဝင်ဆိုတဲ့ဂုံပုံးနဲ့ပဲယောက်ျားရဲ့မျက်နှာသာကိုယူနေတာလို့ထင်ခဲ့တာသူမကဒီမျိုးသမီးကိုအိမ်ကနေမောင်းထုတ်ချင်ခဲ့တယ်ဒါပေမဲ့ခက်တာကလေး ဒီအမျိုးသမီးကသူတို့မိသားစုနှစ်ပေါင်းများစွာရှာဖွေနေခဲ့တဲ့ရှေးဟောင်းပိုးပွားမိခင်အစ်စ်မှန်ဖြစ်နေခဲ့တာကိုစစ်သူမလေးကလုံးဝမသိခဲ့ဘူး။တမိုင်းကြောင်အတိတ်လွန်ခဲ့တဲ့၅နှစ်ကသူကနှက်သက်ရောက်ဖို့ကြိုးစားခဲ့ပေမဲ့မိုးချိုးပြစ်တာခံရတဲ့လမ်းမှာဖြစ်သွားတဲ့အမျိုးသားတဦးကသူ့ကိုမတော်တဆကယ်လိုက်တော့ဒီအမျိုးသမီးဟာအဲ့ဒီအမျိုးသားရဲ့မိသားစုမှာဘေးရန်ရဲ့ကျုံးမယ်ဆိုတာကိုကြုံမြင်လိုက်တယ်။ဒါကြောင့်သူမရဲ့ကိုယ်ပိုင်ကြောက်ဆင်းဆွဲသည့်ကိုပြေးခဲ့ပြီးသူ့အိမ်မှာဇနီးဖြစ်ဝင်နေခဲ့တာဘေးရန်ရဲ့ကို ကျော်လွားနိုင်အောင်ကူညီပေးပြီးကျေးဇူးဆက်ဖို့ပေါ်ရောက်ခမကနောက်တနေ့မှပဲတားဖြစ်သူကိုနိုင်ငံခြားပို့လိုက်ပေမယ့်ဒီမျိုးသမီးကအိမ်မှာပဲငါးနှစ်လုံးလုံးဆက်နေခဲ့တယ်သူတို့မိသားစုအတွက်စူတောင်းပေးရင်ဝိညာဉ်ဆွမ်းအားတွေကုန်ခန်းပြီးသပင်းအောင်ဖြူသွားခဲ့တာကံကောင်းခြင်းတော့ဘေးအန္တရာယ်ပြေပျောက်ဖို့၃ရက်ပဲလိုလိုတဲ့အချိန်မှာပဲ အဖြစ်ဆိုးရဲ့အစအဲ့ဒီအချိန်မှာပဲအဲ့ဒီယောက်ျားကအိမ်ကိုပြန်လာတဲ့သူချစ်သူနဲ့တရားမဝင်တဲ့သားကိုပါခေါ်လာတယ်သူကဒီမျိုးသမီးကိုနည်းနည်းလေးမှမတနာဘူးသူချစ်သူနဲ့နေတာဟာမိသားစုဘေးအန္တရာယ်ကိုဖြေရှင်းဖို့လို့တောင်အကြောင်းပြသေးတယ်သူမကသူ့ကိုတစ္ဆာမရှိတာကိုလောကကြီးမဆိုင်ဘူးဆိုတာသူမသိလိုက်ဘူးဘာလို့လဲဆိုတော့သူကဂျေဇုဆက်ဖို့အတွက်ပဲလက်ထပ်ထားခဲ့တာကိုဒါပေမဲ့ချစ်သူမကတော့စရောက်ကလေးကဒီမျိုးသမီးကိုမနေနိုင်မထိုင်နိုင်လိုက်စနေတာရောက်ခတ်မနဲ့ပေါင်းပြီးဝိုင်းဖယ်ထုတ်တာမျိုးတွေ လုတ်တဲ့ရောက်ခမကလည်းဒီအမျိုးသမီးဟာငားနှစ်နေတာငွေမရှာကလေးငွေမပြီးတော့မိသားစုအတွက်ဝင်ထုတ်ဝင်ပိုးပဲလို့မြင်နေတာကိုဒီအမျိုးသမီးကတော့သူတို့စော်ကားသမ ्या ကိုအမြဲတမ်းသိခံခဲ့တာဒီနေ့ထိပဲသူမပေးခဲ့တဲ့ကြောက်စင်းဆွဲသီးကိုအဲ့ဒီယောက်ျားကသူတရားမဝင်တဲ့သားလေးကိုပေးထားတာတွေ့လိုက်ရတဲ့အခါ ဒီအမျိုးသမီးကကြောက်စိမ့်ဆွဲသည့်ကိုချက်ချင်းပြန်ယူပြီးယောက်ျားကိုပြန်ပေးဖို့ရည်ရွယ်ခဲ့တယ်။ဒါပေမဲ့ယောက်ခမနဲ့ချစ်သူမကမြင်တော့ကလေးကိုအနိုင်ကျင့်နေဆိုပြီးအော်ဟစ်တော့တာပဲ။ယောက်ျားကပါဒီအမျိုးသမီးကိုရိုင်းပြတယ်လို့အပြစ်တင်ပြီးကြောက်စိမ့်ဆွဲသည့်ကိုပြန်လူယူကာတရားမဝင်တဲ့သားကိုပြန်ဆွဲပေးလိုက်တယ်။ဒီလိုရက်ဟာသူတို့ရဲ့နောက်ဆုံးအသက်ရှင်ခွင့်ကိုဖျက်တောက်လိုက်တယ်ဆိုတာသူတို့ဘယ်သူမှမသိလိုက်ကြဘူး။